ဘောလုံးတပိုင်းတစ်လျှောက်အကောင်းဆုံးစားမကမက်ဆီဆိုတဲ့ Greenwood အိုင်ဘတ်ခွန်ရှိကိုနဲ့ဖိုင်သုံးလုံးမေးဆော့မယ်ဆိုရင်မြန်မာနိုင်ငံရုံကြီးစိတ်ချဆုံးရွှေထွန်းစီနီယာအေဂျင့်ရဲ့ Fiber Telegram နံပါတ်399 88 9411ကိုကုပဲဆက်သွယ်လိုက်ပါလူလူကြိုက်မျိုးဆွေတိုင်းမဲ့ဘောလုံးအားကစားနဲ့ပတ်သက်လို့ရှိရင်တရားနဲ့တရားအကြိုက်ချင်းမတူတာတွေတော့ကိုစီရှိထားခဲ့ကြမှာပါအားပေးတဲ့အသင်းချင်းနဲ့မတူလို့အကြိုက်ချင်းတူတဲ့ကစားမတွေလည်းရှိကြမှာရှိပါလိမ့်မယ်မက်ဆီကိုကြိုက်တဲ့ပရိသတ်တွေနဲ့ကစားမတွေလည်းရှိလို့ စီရိုနယ်ဒိုကိုသဘောကျတဲ့ပရိသတ်နဲ့ကစားမတွေလည်းလောကမှာအများကြီးပါပဲငါတော့မက်ဆီကြိုက်တယ်ငါတော့စီရိုနယ်ဒိုရဲ့ပရိသတ်ဆိုပြီးတော့တောင်းတောင်းညင်ညာခုံကြနေပရိသတ်တွေကြားမှာအမြဲတမ်းစကနိုင်လူနေတာကိုလည်းအားလုံးသိကြပြီးဖြစ်မှာပါပရိသတ်တွေကြားမှာသာမက်ဆီပရိသတ်စီရိုနယ်ဒိုပရိသတ်ဆိုပြီးတော့ဆေးလိုက်ဆိုလိုက်နေစကနိုင်လူတာမျိုးရှိကြပါပြီဘောလုံးသမားတွေကြားမှာတော့မက်ဆီပရိသတ်စီရိုနယ်ဒိုပရိသတ်ဆိုပြီးတော့ညင်ညာခုံကြမျိုးတွေမရှိသလိုမက်ဆီကိုကြိုက်လို့လည်းစီရိုနယ်ဒိုကိုစောင်းမြောင်းပြီးတော့ပြောနေရမျိုးတွေစီရိုနယ်ဒိုကိုအားပေးလို့လည်းမက်ဆီကိုတိုက်ခိုက်ပြောဆိုရမျိုးတွေမရှိတာကိုမြင်တွေ့ထားရပါတယ် ကစားသမားနှစ်ယောက်ကမတူညီတဲ့စံချိန်မှတ်တမ်းတွေမတူညီတဲ့စွမ်းဆောင်တွေကိုပြသထားကြတဲ့တွေဖြစ်ပြီးဘောလုံးလောကထိပ်တန်းဖိုင်တာဖြစ်နေရပ်တည်နေခဲ့ကြတာဖြစ်ပါတယ်။ဒါမှလည်းခုနောက်ပိုင်းမှာတော့အသက်အရွယ်တခုရောက်ရှိလာဖြစ်တဲ့ကစားမိုင်းနှစ်ဦးဟာဥရောပဘောလုံးရုံးမှာမရှိကြတော့ဘဲမတူညီတဲ့ဘောလုံးလီးတွေမှာသွားပြီးကစားနေခဲ့ကြသလိုသူတို့ရောက်ရှိနေတဲ့ကလပ်တင်းတွေမှာတော့အဓိကကစားမားတွေဖြစ်ခြေသွားများကစားနေခဲ့ကြတာကိုမြင်တွေ့ထားပါတယ်။ Sirenero Sorry Club NSA အသင်းမှာကစားနေခဲ့ပြီးတော့အာဇီနိုင်းတိုင်းမက်ဆီကတော့ Major League Club Inter Miami အသင်းမှာကစားမားဘဝကိုဖျက်ဆီးနေခဲ့တာဖြစ်ပါတယ်။ ဇာမိုင်းနေအောင်စလုံးကအသက်အရွယ်တခုရောက်နေဆိုပေမယ့်နိုင်ငံသင်းတော်တော်အဓိကကြတဲ့ဇာမိုင်းအဖြစ်ပါဝင်ကစားနေခဲ့ကြတာပါပေါ်တူဂီသားကြီးရော်နယ်ဒိုကတော့နိုင်ငံသင်းတဲ့ဒီကမ္ဘာဖလားပြိုင်ပွဲမှာပါဝင်စားဖို့အတွက်ရည်မှန်းနေခဲ့ပေမယ့်ကမ္ဘာဖလားကိုကိုင်းမြောက်ထားခဲ့ပြီးဖြစ်တဲ့မက်ဆီကတော့လာမယ့်နောက်26ကမ္ဘာဖလားပြိုင်ပွဲမှာပါဝင်ကစားပြဖို့တိတ်ပြီးတော့မသေးကြဘူးလို့ပဲဆိုရမှာပါဆိုပါကစားမနေအောင်နဲ့ပတ်သက်လို့ဘသူကအကောင်းဆုံးလဲဘသူကပိုကောင်းလဲဆိုရင်ငင်းခုန်မှုတွေရှိနေကြတာဖြစ်ပြီးမန်ကစားမဟောင်းပြတဲ့ Amazing Green ကတော့ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးစားမဘသူလဲဆိုပြီးတော့မေးတဲ့ချိန်မှာ Lionel Messi ဆိုပြီးတော့ပြန်လည်ဖြေချသွားခဲ့တာဖြစ်ပါတယ် မိန်ပရိသတ်အများစုနဲ့မိန်ကစားမအများစုဟာသူရဲ့ကစားမဟောင်းဖြစ်ခဲ့ဘူးတဲ့ရော်နယ်ဒိုပဲအားပေးလိရှိကြရမယ်မိန်ကစားမဟောင်းမေဆွန်ဂရင်းကတော့ရော်နယ်ဒိုထက်မက်ဆီကဘောလုံးသွားရင်အကောင်းဆုံးဖြစ်တယ်ဆိုပြီးတော့ပြောသွားခဲ့တာပဲဖြစ်ပါတယ်မေဆွန်ဂရင်းရဲ့မာဆေးသင်းနဲ့အင်တာဗျူးမှာမေကွန်ကားကိုဖြေသွားခဲ့ပြီးတော့ပထမမေကွန်ကမင်းအိုက်ဒေါ်ကစားမဘာလို့လဲဆိုပြီးမေးတဲ့အချိန်မှာဂရင်းကရော်နယ်ဒိုနာဇာရီယိုဆိုပြီးတော့ပြန်နေဖြေချသွားပါတယ်အဲနောက်အတူတူကစားခဲ့ပြီးတဲ့အသင်းပေါ်ရဲကအကောင်းဆုံးကစားမအောင်မေးတဲ့အခါမှာဘရူနိုဖာနန်ဒက်ဆိုပြီးတော့ပြန်နေဖြေချသွားခဲ့တော့ လက်ရှိကမ္ဘာအကောင်းဆုံးစားမားဆိုရင်အောင်လို့မေးတဲ့အခါမှာတော့လက်မရမဲဆိုပြီးတော့ဖြေဆူသွားခဲ့တာဖြစ်ပါတယ်။ဘောလုံးသမိုင်းလျှောက်အကောင်းဆုံးစားမားကရောဆိုပြီးတော့ထပ်မေးတဲ့အခါမှာလျိုနယ်မက်ဆီဆိုပြီးတော့ဖြေဆူခဲ့မယ်။မင်းတို့ရရန်ရေးကြီးတဲ့ပန်နတီကိုရခဲ့မယ်ဆိုရင်ဘသူ့ကိုပေးကမ်းခြင်းလဲဆိုပြီးတော့မေးတဲ့အခါမှာ Green ကခရစ်စတီယန်ရိုနယ်ဒိုပေါ့ဆိုပြီးတော့ဖြေဆူသွားခဲ့တာပဲဖြစ်ပါတယ်။ Messi Green ကဘိုင်ယန်သင်းကေမီကနေထွက်ပေါ်လာခဲ့တဲ့လူငယ်ကစားမားတစ်ယောက်ဖြစ်ပြီးတော့ဘိုင်ယန်သင်းအနာဂတ်မှာအာကွာရာပြုလို့ရနိုင်တဲ့ကစားမားဖြစ်တတ်မှတ်ခြင်းခံခဲ့ရပေမယ့်အတူနေချစ်သူပေါ်ကိုထီလက်ရောက်ကျူးလွန်ခဲ့တယ်ဆိုရယ်ဆွဆွဲချက်တွေနဲ့အတူ ။မိုင်သိန်းကနေကြောခိုင်းထွက်ခွာခဲ့ရသူလည်းဖြစ်ပါတယ်။မိုင်သိန်းတို့တော့အားထားတဲ့ကစားမကောင်းတယောက်ကိုဆုံးဆုံးသွားခဲ့ရတာဖြစ်ပြီးလက်ရှိမှာတော့ Greenwood မာဆေးသိန်းအဓိကကစားမဖြစ်ခြေစွမ်းပြပြီးတော့ဂိုးတွေဆက်လက်သွင်းပြီးကစားထားနေနိုင်တာကိုလည်းမြေတွေထားရတာဖြစ်ပါတယ်ခင်ဗျာ။